ပစ်စိမ်းနဲ့ကဖောက်မျိုးစေးလေးတွေကိုစကြရအောင်ပြိုပြီးစိုက်မှာမို့အရင်ဆုံးပြိုပန်းတဲ့ကို ပြိုမြေလေးတွေထည့်ပါမယ်ညီမပစ်စိမ်းနဲ့တူတဲ့ဟော်ရီပစ်စိမ်းလေးကိုပြိုပါမယ်ရှင်ပစ်စိမ်းစီလေးတွေကို ပြိုကွက်တစ်ကွက်စီမှာ20 30ကဲထည့်ပြိုပါမယ်ဒီဟော်ရီပစ်စိမ်းလေးကတော့ကဖောက်ရဲ့မျိုးစေးလေးပါရှင်ကဖောက်မျိုးစေးလေးတွေကို20 30လောက်ထည့်ပြီးရောမြေပပဖုံးပေးပါမယ်မြေဆိုတဲ့မပြတ်စေအောင်ယူဆိုင်ရေလောင်းပေးပါ ။မင်းကတော့ပြိုးပန်းတွေကိုမီနီဂရင်းဟောက်စ်ထဲမှာထားပါတယ်။လင်းငါရက်လောက်ကြာရင်မျိုးစုလေးတွေကနေအပင်ပေါက်လာပါပြီ။ပြိုးကွက်တစ်ကွက်မှာတပင်သာထားပြီးတန်တဲ့အပင်လေးတွေကိုနှုတ်ပေးလိုက်ပါ။ရွှေဆိုင်မဲ့အိုးရဲကိုဆက်မြည်ရေးထည့်ပါမယ်။ပြိုးပင်အရွယ်က၃လမလောက်ရှိပြီးအရွယ်စဉ်၂ဆောင်၃ဆောင်လောက်ရှိပြီဆိုရင်ရွှေပြောင်းစိုက်လို့ရပါပြီ။တအိုးမှာနှစ်ပင်သုံးပင်လောက်စိုက်လို့ရပါတယ်။မင်းကတော့တအိုးမှာသုံးပင်စိုက်ပါတယ်ရှင်။အပင်အိုးလေးတွေကိုအနည်းဆုံး၄ရောင်၆နာရီလောက်ရတဲ့နေရာမှာထားပေးပါ တလဝန်းကျင်ဆိုရင်ပင်စင်ရွက်လေးတွေကိုလိုသလိုခုညက်စားလို့ရပါပြီရှင်။